เนาะကျွန်တော်တို့အဲ့ဒီမုံကြီးနေရမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြလင်ပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျွန်တော်တို့ကကိုငဘိုတဲကမှကျွန်မကသင်္ကန်းဂရုံးတုံးပြီးသင်္ကန်းဝတ်ထားတိုင်းကျွန်မဥတုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတိလာပဲရှိတယ်၅ပါးတိလာပဲရှိတယ် အဲ့ဒီ၅ပါးသီလလုံခြုံအောင်စောင့်ထိန်နေတဲ့ကျမကကရုံတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းခြုံထားတိုင်းကျမမကတော့ဘူးကရုံတုံးထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့က၅ပါးမပြောနဲ့သီလ၂ပါးတောင်မမြဲတဲ့ဘုံကြီးတွေရှိရဲ့နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟောက်ချင်ဟုတ်မှာပေါ့ဟောက်ချင်မှလဲဟုတ်မှာပေါ့ ဖုန်ကြီးရဲ့တိတ်ခါပုတ်က220နဲ့229သွယ်တော့တိတ်ခါပုတ်ရှိတယ်။အဲ့229သွယ်မပြောနဲ့ငါးပါးတိလာတော့အဲ့ဖုန်ကြီးကိုစောင့်သိနိုင်လို့လား။ဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့229သွယ်တော့တိတ်ခါပုတ်ကစောင့်ထဲမှာပဲရှိရလေ။ဘယ်ဖုန်ကြီးလိုက်နာတာရှိလဲခုခက်မှာ။ပြောစမ်းပါဦး။ရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တီတကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတဲ့တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာ တန်ငါပေါင်း6သိန်းကျော်ခိုးရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်ဟိုနေကြတော့ဘယ်လောက်တွေကြံနေပြီလဲကျွန်မလည်းစစ်တမ်းမကောက်ထားတော့မသိဘူးနော်တန်ငါဥယေ9သိန်းကျော်6သိန်းကြားမှာရှိတယ်9သိန်းနဲ့6သိန်းကြားမှာရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့ခုနက220နဲ့ခုနှစ်သွေတော့တိတ်ခါပုံမပြောနဲ့9ပါးတီလာစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲ အဲ့ဒါလည်းပဲပြော920နဲ့229တွေ့တော့တိတ်ခါပုဂ္ဂိုလ်မပြောနဲ့နော်ငါးပါးတိလာစောင့်ထိန်းနဲ့ဖုံကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဖုံကြီးတွေကတော့ဂျင်စီရလဲတကွက်မှမရှိတလို့နော်ကြီးညိုစီရလဲတကွက်မှမရှိနော်တက္ကမချောချောမြင်တနာယူမယ်ငမ်းမယ်ပလင်ဘောကနေတရားပေးရင်လည်းအောက်ကတက္ကမကဇာပါနဲ့ဗောလီဘောအောင်ထားလို့ချင်းပလင်ဘောကနေသင်္ကန်းကြားကနေပြက်မာနေတဲ့ဖုံကြီးတွေနော် ပလင်မောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမကတော့မသိဘူးပေါ့ပလင်မောကနေပြီးတော့မှနော်ဟိုပလင်မောကနေပြီးတော့တက္ကမရင်သားကြည့်ပြီးတော့မှပြင်းမနေတဲ့ဖုံးကြီးတွေကြီးတယ်ပဲနော်ဒါတန်ငါ6တိန်းနဲ့5တိန်းနဲ့6တိန်းကြားမှာရှိတဲ့တန်ငါဟိုဖုံးကြီးတွေထဲမှာအဲ့128ခွန်းသွဲတော့တိတ်ခါပုတ်ကိုစောင့်ထိန်းနေဆိုတာတီတခုစရာတော်ကြီးတို့ပါချုပ်စရာတော်ကြီးတို့ဆိုရင်တော့ယုံနိုင်မယ်ယုံမယ်နော်ဟုတ်တယ် ကျန်တဲ့ဘုန်းကြီးတွေဘယ်သူမြဲ၅ပါးသီလလုံတုံတဲ့ဘုန်းကြီး229နှစ်ခွနှစ်တွယ်ဆိုတာစာအုပ်ထဲမှာပဲရှိတယ်။နောက်ဗီဒီယိုမှာဆက်ပြောမယ်။တန်ခါမှာအတုရှိပါသလားပေါ့။တက္ကမတရားကသူ့ကိုယ်သူ၅ပါးသီလရဲ့လုံနေဆိုပြီးတော့တန်ခါကိုအတုရေနော်။သောကပုခပြောတဲ့နာကိုတွေ့ရပါတယ်။တကယ်တန်ခါမှာအတုမရှိပါဘူး။တန်ခါမှာအစ်စ်ပဲရှိပါတယ်။ နော်လူတွေကအခက်တာကဘာလဲဆိုလို့ရှိရင်တန်ခါနဲ့ပုံကိုကိုမကွဲတာဖြစ်တယ်လားဥဒင်းတပါးလည်းကသူလို့ရှိရင်ပုံကိုပေါ့ဥဒင်းကဥဒင်းနှာဘူးကြကြဘာလဲလို့ဥဒင်းကိုပဲပြောဥဒင်းကိုပဲဝိဖန်ဥဒင်းကိုပဲသုံးမဥဒင်းကိုပဲပြည့်ပြင်ပေါ့ဥဒင်းကိုပဲစော်ကားပေါ့ဥဒင်းကိုကြည့်ပြီးတော့တန်ခါကိုတောင်းမစော်ကားနော်တန်ခါကအစ်စ်ပဲရှိတာတန်ခါဆိုလို့ရှိရင်ယခုလက်ရှိ တန်ဃာတွေကိုဖရာခိတ်ကအရိယတန်ဃာတွေအကုန်လုံးပါတယ်။နော်။တန်ကောဒုတိယနာမနှစ်ထီတယ်။တန်ဃာတိဒုတိယပုဂ္ဂိုလ်မရှိပါဘူး။တန်ဃာဆိုတာဗာလည်းသူ၄ပါး၄ပါးအထက်ပေါ့။ဥဒင်းကမဟုတ်တယ်လို့လည်းဆိုရှင်ဥဒင်းကိုပဲပြော။ဥဒင်းကိုအကြောင်းပြုတန်ဃာဆိုကားလို့ရှိရင်တော့ဟိုအရိယတန်ဃာတွေကိုသောကားရဏအတူတူပါပဲ။နော်အရိယူပဝါဒကံထိုက်ပါတယ်။ အဲ့ဒီကထိုက်လို့ရှိရင်ဘယ်တော့မှတရားမရပါဘူး